ကိုယ်တိုင်မသိအောင်လျော်ဝတ်ထားရှင်ွေခုန်တဆာရွယ်ငယ်ဘဝမှာငါချစ်တဲ့ဆေးဟာစမ်းချစွာပါဆိုင်ကြည့်တဲ့ဖက်မကြည့်ခဲ KED ရဲ့ဖန်တီးမှုလက်ရာတွေကအခုချိန်ထိမယိုးနိုင် နားထောင်လို့ကောင်းနေစေနာမည်ကြီးတေးသချင်းတွေရဲ့ပိုင်ရှင် တေးရေးစရာ KED ရဲ့ဘဝအကြောင်း ဂီတဝါဒနာရှင်များကိုမြေတောင်မြောက်ပေးခဲ့တဲ့အပြင်သူဖန်တီးပေးလိုက်တဲ့ဒေသချင်းတွေကြောင့်အောင်မြင်သွားခဲ့ရတဲ့အဆိုတော်များလက်ညှိုးထိုးမလွှဲအောင်များပြားလွန်ခဲ့တဲ့နာမည်ကြီးဒေသချင်းတွေရဲ့ဖန်တီးရှင်တေးရေးစရာ KAD ရဲ့ဘဝအကြောင်းနဲ့အတူရှောက်လန်းခဲ့တဲ့ဂီတလန်ခီးပြေစုံကိုတချင်းချစ်သူပြိသက်ကြီးအတွက်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာတေးစရာ KAD ကိုတော့ဖခင်ဦးသိမ်းမြင့် မိခင်ဒေါ်လာရွှေတို့မှ1966ခုနှစ်ဧပြီလ17ရက်နေ့တွင်ရန်ကုန်မြို့ဂျမခန္ဓာစေယုံမှာမွေးဖွားခဲ့ပါတယ်။ဖခင်ဦးသိမ်းမြင့်မှတာဥယရနာအားအခက်ခဲများစွာကိုကြော်လွားနိုင်ပြီးအရာရာတိုင်းကိုကြော်ကြားအောင်မြင်ရမယ်ဆိုတဲ့စိတ်ဓာတ်တွေတတိတွေရှိစေဖို့ကြော်ကြော်အောင်လို့နာမည်ပေးခဲ့ပါတယ်။မွေးခြင်းလေးအောင်နဲ့အကြီးဆုံးသားဖြစ်ပါတယ်ဗျ။မိဘနှစ်ပါးမှာမော်လမြိုင်ဇာတိဖြစ်ပြီးတော့မိခင်ကမွန်လူမျိုးစစ်စစ်ဖြစ်ပါတယ်။ရန်ကုန်မှာမွေးခဲ့ပေမဲ့တနစ်ခွဲအွယ်လောက်မှာ မိဘတွေရဲ့ဇာတိဖြစ်တဲ့မော်လမြိုင်မြို့မှာနေထိုင်ခဲ့ပြီးမုံရွာမြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့ကမုံရွာမြို့ယုံကြည်ရက်ွက်ရေကန်ကျောင်းမှာမူလာတန်းကိုဆက်လက်တင်ကြားခဲ့ပါတယ်။အီတီလေးတန်းရွယ်လောက်မှာတန့်ငယ်တန်းကနေပကြီးပြိုင်ပွဲဝင်ပြိုင်ခဲ့ပြီးမထင်မပဲဆူရရှိခဲ့ပါတယ်။အဲဒီကနေတဆင့်ပကြီးပညာကိုယူသွက်ခဲ့ကနွေရာသီကျောင်းပြရတိုင်းချင်းတွင်းရေကြီးပကြီးတန်းနှမ်းမှာနှစ်စဉ်တက်ရောက်ခဲ့ပြီးတော့ပကြီးပညာဟာအခြေခံကနေပြီးတော့ဒီဇိုင်းမမတ်လေးလာတင်ယူခဲ့ပါတယ်။ဒီလိုနဲ့ လဲတန်းအထက်တန်းကိုတော့မိုးရွာမြို့အမှတ်3မှာပညာဆက်လက်တင်ကြားခဲ့ပါတယ်။အမှုပညာဆိုတာတိမ်မွေးနန်းနေသလိုနယ်ပယ်တစ်ခုနဲ့တစ်ခုဆက်နွယ်မှုတွေရှိနေတတ်ပါတယ်။မူလာတန်းကနေပကြီအမှုပညာကိုယူသွဆွဲလန်းခဲ့တဲ့6တန်း9တန်းအရွယ်ကျောင်းသားလေးဟာမတတိုင်းသချင်းတွေဖွင့်တတ်တဲ့ဘေးအိမ်ကကက်ဆက်တန်ကနေပြန့်လွင့်လာတဲ့သချင်းတွေကိုကြားမိကမသိစိတ်ကနေသဘောကျနှစ်သက်ခဲ့ပြီးဂီတာလမ်းကြောင်းပေါ်ကိုရောက်ဖို့အစာပြူလာခဲ့ပါတယ်။အဲဒီလိုနဲ့ပဲ အသက်၁၇နှစ်အရွယ်၆တန်းချောင်းသားလေးဟာအိမ်ကမသိအောင်ဂီတာတီးနီးကိုခိုးတင်ခဲ့ပါတယ်။၈တန်းချောင်းသားအရွယ်မှာတော့ဂီတာတီးတတ်နေပြီဖြစ်သလိုစာအုပ်တွေလည်းအများကြီးဖတ်နေခဲ့ပါပြီ။မုံရွာမျိုးကနာမည်ကြီးတောင်တန်းအိုင်လက်ဖက်ရည်ဆိုင်ဟာနိုင်ငံရေးသမားတွေ၊စာရေးဆရာ၊ကဗျာဆရာအစရှိတဲ့အနုပညာရှင်တွေအများဆုံးထိုင်လေးရှိပါတယ်။ညဘက်မှာသာဖွင့်တဲ့ဆိုင်တွေဖြစ်ကြပြီးပေါ်ပူလာဖြစ်တဲ့သချင်းတွေထက်အမှုပညာဆန်တဲ့သချင်းတွေကိုသာဖွင့်တဲ့အပြင်စိုင်းပိုင်ရှင်ကလည်းစာအုပ်တွေကိုတန်ဖိုးထားစုဆောင်တဲ့စာပေသမားတူဦးပဲဖြစ်ပါရယ်ခင်ဗျာ သူ့နာမည်ကတော့ကိုတန်းထွန်းပါနိုင်ငံကျော်တေးစီယာ KAD ရဲ့ငယ်စဉ်ဘဝကတင်ဆက်ရမြင်ဆရာဆိုရင်လည်းမမှားပါဘူး KAD ဟာတောင်တန်းအိုင်လက်ဖက်ရည်ဆိုင်မှာနေစဉ်ထိုင်ရင်းကြည်အောင်တကုံတာယာတင်မူ GA အစရှိရဲ့ကဗျာဆရာကြီးတဲ့ကဗျာတွေကိုဖတ်ခွင့်ရခဲ့ပြီးဆိုင်ရှင်ကိုတန်းထွန်းထံမှစာပေကဗျာနဲ့ပတ်သက်တာတွေကိုလည်းလေ့လာစီးပွင့်ရရှိခဲ့ပါသေးတယ်ခင်ဗျာဆယ်တန်းကျောင်းသားဘဝမှာ ဂီတာဒီလိုက်၊ကဗျာဆက်လိုက်နဲ့စောင်းဝဲချခဲ့ပေမဲ့ဆယ်တန်းဒုတိယနှစ်မှာတော့ကျောင်းစာကိုပပျက်ပောက်ကွက်သင်ယူရင်းမောင်မောင်လွမ်းအောင်ဆိုတဲ့ကလောက်နာမည်နဲ့ကဗျာတွေစတင်ရေးသားခဲ့ပြီးတော့ရုပ်ရှင်အွန်လိုင်းမဂ္ဂဇင်းမှာ KAD ရဲ့ကဗျာတို့ကိုဖော်ပြခဲ့ပါတယ်။ထို့နောက်မှာတော့1982ခုနှစ်မှာဆယ်တန်းစောင်းဝဲပွဲအောင်မြင်ခဲ့ပါတယ်။တက္ကသိုလ်မတက်ခင်မှာလွမ်းကြောင်းပြောပြပါဆိုတဲ့ကိုပိုင်တန်စင်တခြင်းတစ်ပုတ်ထွက်ရှိခဲ့ပါသေးတယ်။ ထမနှစ်နဲ့ဒုတိယနှစ်ကိုမုံရွာကောလိပ်မှာတက်ရောက်တင်ကြရင်ကျော်အောင်တင်းဆိုတဲ့ကလောင်နာမည်နဲ့မုံရွာကောလိပ်မဂဇင်းမှာကဗျာတွေဆက်လက်ရေးသားခဲ့ပြီး1985ခုနှစ်တတိယနှစ်မှာတော့မန္တလေးတက္ကသိုလ်ကိုပြောင်းရွှေ့တက်ရောက်ခဲ့ရတော့လေမန္တလေးတက္ကသိုလ်မဂဇင်းမှာလူဝံမန္တရာဆိုတဲ့ကလောင်နာမည်နဲ့ကဗျာတွေရေးခဲ့ပြန်ပါတယ်တတဗိဒဘာသာအဓိကယူထားတဲ့ KAD ဟာတတိယနှစ်မှာဇေယျဆောင် တက္ကသိုလ်နောက်ဆုံးနှစ်မှာရွှေပြည်ရေးဆောင်မှာနေထိုင်ခဲ့ပါတယ် တက္ကသိုလ်နောက်ဆုံးနှစ်မှာမြို့နယ်ပေါင်းစုံကတေးရေးဝါသနာပါတဲ့တက္ကသိုလ်ကျောင်းသားတွေရဲ့သချင်းတွေကိုလိုက်လံဝယ်ယူနေတဲ့အချိန်မှာရန်ကုန်ကအဆိုတော်တယောက်က KAD ရဲ့ကိုပိုင်တန်ဆင်သချင်းတစ်ပုဒ်ကိုအမှုပညာရှင်200ချက်နဲ့ဝယ်ယူသွားခဲ့ပါတယ်။ Final ကျောင်းသားအရွယ်ပထမဆုံးရရှိခဲ့တဲ့အမှုပညာရှင်ဖြစ်တဲ့အပြင်ဂီတာလမ်းလျှောက်ဖို့အစလည်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့သချင်းကိုဝယ်ယူသွားတဲ့အဆိုတော်ဟာအခွေမထုတ်ဖြစ်ခဲ့ပဲနိုင်ငံခြားကိုတင်ပေါ်လိုက်သွားခဲ့ပါတယ်။1989ခုနှစ်မှာဘွဲရရှိခဲ့တဲ့ KAD ဟာမုံရွာမြို့ကိုပြန်လည်ရောက်ရှိခဲ့တဲ့အချိန်မှာတချင်းတွေဆက်လက်ရေးသားခဲ့ပါတယ်။အဲဒီနောက်မှာမုံရွာဇာတိဖြစ်တဲ့နာမည်ကြီးဆိုတော့ရှိုင်းအောင်ရဲ့တတိယမြောက်စီးရီးဒဇင်မင်းဆိုတဲ့အခွေထဲမှာတေးရေးကျော်အောင်တင့်နာမည်နဲ့အားနေချက်နဲ့လူဆိုတဲ့တချင်းလေးပါဝင်ခဲ့ပါတယ်။ Professional ဆန်ဆန်ရေးသားခဲ့တဲ့တချင်းလေးဖြစ်ပေမဲ့လူသိမ့်မသိခဲ့ပါဘူး။ပို့သူမှာကျောင်းတက်နေစဉ်ကာလအတွင်းစီနီယာကျောင်းသားတအုပ်ဖြစ်တဲ့ဆိုင်းဝင်းဦးထံမှာ ဂီတာတီးတင်လေးဖြူအငဲဝဝိုင်းအစရှိတဲ့အမှုပညာကိုယူထုတ်ကြတဲ့အပေါင်းအသင်းတွေနဲ့စုံစည်းခဲ့ရင်ခင်မင်ရတဲ့ဂီတာညီကိုတွေဖြစ်ခဲ့ကြပါတယ်။လေးဖြူဟာမုံရွာမြို့မှာရှိတဲ့ KAD ရဲ့အိမ်မှာလာရောက်နေထိုင်တဲ့ကာလတွေမှာလည်းသူတို့နှစ်ဦးဟာတချင်းတူတူဆက်ဂီတာအတူတူတီးရင်ဝါသနာတူတငယ်ချင်းတွေဖြစ်တာကြောင့်တယောက်နဲ့တယောက်ရန်ကိုခင်မင်ခဲ့ကြတဲ့အပြင်တချိန်မှာနာမည်ကြီးတေးသချင်းတွေဖြစ်လာမဲ့တချင်းတွေကိုလည်းရေးသားခဲ့ပါတယ်။ထို့နောက် လေးဖြူနဲ့အတူဖန်တီးထားတဲ့သချင်းတွေကိုပိုက်ပြီးရန်ကုန်ကို စတင်ကြီးတက်လာခဲ့ပါတော့တယ်။1992ခုနှစ်မှာစောပွဲမှုရဲ့ Iron Cross Music Band နဲ့ Link Studio မှာဂန္ဓာယလာမင်းခွေကိုစတင်အသက်သွင်းခဲ့ပါတယ်။အဲဒီခွေထဲမှာ KAD ဟာ copy သချင်းခုနှစ်ပုဒ်ကိုရေးသားခဲ့ပါတယ်။1993ခုနှစ်မှာတော့ဂန္ဓာယလာမင်းဒီစီရီဟာတခွေလုံးနှီးပါပေါက်ခဲ့တာကြောင့်တက္ကနငံလုံးနှီးပါအတိုင်းဓာတီအောင်မြင်ခဲ့ပြီး KD တော်ဒီဝေနိုင်နိုင်အငဲအစရှိရဲ့တေးရေးဆရာများကိုတတိထားလာမိတဲ့အပြင် ညရဲစုတန်ရမုံလိုက်အစရှိတဲ့တချင်းများရဲ့ဖန်တီးသူ KAD ကိုလည်းတချင်းနားထောင်သူလူငယ်များစတင်သတိထားမိလာကြပါတယ်။လေးယူနံပါတ်ကြီးချင်းတဲ့အတူတေးရိတ် KAD ရဲ့လို့လူတီများကြော်ကြားခဲ့ပါတယ်။ KAD ဟာရန်ကုန်မှာတချင်းရေးစရာဖြစ်အောင်မြင်နေချိန်မှာမုံရွာမြို့ကအနုပညာလမ်းကြားပေါ်တင်ပေးခဲ့တဲ့သူ့ရဲ့စရာကိုတန်းထုံးကိုဧကစာမိကိုများဆိုတဲ့နာမည်လေးနဲ့ကဗျာစာအုပ်လေးကိုထုတ်ပေးခဲ့ပါတယ်။ဂျေဇူးတရားမမေ့တတ်တဲ့ KAD ရဲ့စိတ်ထားလေးကလည်းအတူယူပွဲကောင်းလာပါတယ်။ KAD ဟာချစ်သူများနေကိုမြန်မာပြည်နဲ့စတင်မိတ်ဆက်ပေးခဲ့တဲ့ DA ဆရာတဦးဖြစ်ပါတယ်။ဒါကြောင့်လဲ1996ခုနှစ်မှာပထမဆုံးကိုတိုင်းမူပိုင်စီစဉ်ခဲ့တဲ့တို့ရဲ့ချစ်သူများနေ album 1998ခုနှစ်မှာစောင့်နေတဲ့ချစ်သူများ1998ခုနှစ်မှာချစ်သူတွေရေးတဲ့မှတ်တမ်း1999ခုနှစ်မှာမဒီနဲ့စုံမှတ်များ အစရှိတဲ့ချစ်သူများနဲ့အမှတ်တရဆုံးတွဲ Day Album များကိုထုတ်ဝေခဲ့ပြီးတော့အောင်မြင်ကြော်ကြားတဲ့အခြေအနေများဖြစ်တဲ့ပြင် Valentine Day ဟာလည်းမြန်မာပြည်မှာခေတ်စားလာခဲ့ပါတယ်။အခြေပြင်ကြီး KAD Season ကဲသမျှချစ်သူများနဲ့အမှတ်တရခွေထဲမှာလူကြိုက်အများဆုံးသချင်းကတော့အငဲရေးဆက်ထားတဲ့ဟန်ထွန်းနဲ့မဒီရဲ့လမ်းခွဲစကား KAD ရဲ့ဖန်တီးမှုလက်ရာသချင်းများဖြစ်တဲ့တီရှိချင်းအကြောင်းစိတ်ကူးလာမယ့်သချင်းရင်ဝင်ပြောက်သူစန္နာရစုံ လွဲနေတဲ့စုံမများအစရှိတဲ့အခြေချင်းတွေဟာလက်ရှိအချိန်ထိတိုင်ချစ်သူစုံတွဲတွေအတွက်ရင်ခုန်သံတွေအများအားလက်ဆက်နေစေမဲ့အခြေအနေပဲဖြစ်ပါတယ်ခင်ဗျာ ွားချစ်သူများနေ့ album နဲ့မှာ KAD ရေးသားထားတဲ့သချင်းတွေအများပြပါဝင်ခဲ့ပြီးတော့အဆိုတော်မဒီတည်ဆူထားတဲ့သချင်းပုံရိပ်များစွာလည်းပါရှိပါတယ်။ KAD နဲ့အခိုင်လို့ရေးဆက်ပေးထားတဲ့မိုးရသည့်သချင်းလေးတစ်ပုဒ်ဖြစ်တဲ့တေးတန်ရှင်မဒီတည်ဆူထားတဲ့ရွာသားရွာပါမိုးဆိုတဲ့သချင်းလေးကိုအားလုံးပဲသိကြမှာပါ။မြမအိုက်တော့မှာချမ်းမြေမောင်ချိုကအဲ့သချင်းလေးနဲ့ပြိုင်ပွဲဝင်ခဲ့ပြီးတော့ဖိုတင်တွေအများကြီးရရှိခဲ့ပါတယ်။ KAD ရဲ့ရေးသားထားတဲ့သတင်းတွေမှာအဆိုတော်၄ပြူဟာအတန်ပါဝါကောင်းကောင်းနဲ့တည်ဆူထားတဲ့တကွေလွန်းဆုံမှုသတင်းလေးဟာလေသူ့ရဲ့ငယ်ဘဝအမှတ်တရတွေကိုတန်စင်စာသားနဲ့ပုံဖော်ထားတဲ့သတင်းလေးဟာပရိသတ်တီချားထဲမှာရေးပန်းစားအောင်မြင်ခဲ့ပါဗျာ။ချစ်တဲ့စိတ်လေးရောက်ရှိတဲ့ ချစ်ချင်းများတော်ကိုဖန်ပြီးခဲ့တဲ့ KD ဟာခြေရတဲ့သူတွေလမ်းခွဲပေးပြီးနောက်ပိုင်းမှာတော့အသေးကွဲချင်းများသာထွက်ပေါ်လာခဲ့ပြန်ပါတယ်။ KD ရေးထားတာပြီးတော့မျိုးကြီးရဲ့လွန်ဇော်ပိုင်းထွန်းထွန်းအစရှိတဲ့ထိတ်တန့်အဆိုတော်တွေပြင်အဆိုတော်တော်တော်များများဟာလည်း KD ကြောင်းထွက်တွေကြီးပါပဲ။တနိုင်ငံလုံးအတိုင်းအတာနဲ့အောင်မြင်ခဲ့တဲ့ဇော်ပိုင်းရဲ့မင်းနဲ့မှချစ်တက်ပြီးပြိသက်ကြီးပိုတီသွားခဲ့တဲ့မျိုးကြီးရဲ့ဒီကားဆောင်နေသူဟန်ထွန်းရဲ့ရှင်ကုန်ဘတ်တို့တန်းချင်း ကောင်းမြတ်ရဲ့ချစ်ခွင့်ရခြင်းပြီးအစရှိတဲ့သချင်းတွေဟာလည်း KAD ဖန်တီးရေးဆက်ထားတဲ့ဒေသချင်းတွေပဲဖြစ်ပါတယ်ခင်ဗျာဒေသချင်းတွေကိုအသက်သွေးပုံဖော်ခဲ့တဲ့ KAD ဟာကိုဗားတင်ကိုချီးမွမ်းတန်းတအလွမ်းသေးကြမဲ့ tribute ပွဲလေးမှာဂျင်းဝက်ဆက်ကိုဝတ်ဆင်ပြီး Hologitar တိကတ်ကသချင်းနှစ်ပုဒ်ကိုတည်ဆူခဲ့ပူပါတယ်ဒါပြင်တမင်လေပြန် live show မှာလည်းဝမ်ဝိုင်းနဲ့အတူဝစ်ချွေးသချင်းကိုတည်ဆူခဲ့ပြီးတော့ Melody War ရဲ့ Living Songs အစီအစဉ်မှာစီးတစ်ပတ်ချားသချင်းကိုအာဇာနီနဲ့အတူတူတွဲဖက်တည်ဆူခဲ့ပါသေးတယ်ဒေးစရာ KAD ဟာ ပြည်တွင်းမှာဆိုရင်တေးရီဆိုင်ခန့်လေအဆိုတော်စိုင်းတီးဆိုင်စာရေးစရာမြတ်တန်းတင်းတို့ကိုကြိုက်နှစ်သက်ပြီးတော့ပြပမှာဆိုရင် YouTube အဖွဲ့ရဲ့ပင်တိုင်အဆိုတော်ဘိုနိုနံပါတ်ကြီး Rock အဆိုတော် Richie Blackmore ကဘာကျော်တရုတ်ဆောင် Tom Khan တို့ကိုအားပေးတဲ့ပရိသတ်တူဖြစ်ပါတယ်။ဒါပြင် Arsenal ဘောလုံးသင်းရဲ့အမာခံပရိသတ်တူလည်းဖြစ်နေပါသေးတယ်။ဆရာ KAT ဟာတေးရီဆရာမြင်မှုအောင်လည်းတူတေးရီဆရာများတမက MCLC မှာပါဝင်ခဲ့ပြီးအဆိုဝါသနာရှင်လေးတွေကိုမြေတောင်မြောက်ပေးလို့ရဆန္ဒရှိတာကြောင့်2006ခုနှစ်မှာ Melody World တေဂီတာအဆိုပြိုင်ပွဲအတွက်အကဲပြတ်တိုင်ဖြစ်စတင်ပါဝင်ခဲ့တဲ့အပြင် Melody World တေ series အတွက်လည်းတေးသချင်းတွေကိုရေးဆက်တည်ကုန်ပေးခဲ့တဲ့လူပဲဖြစ်ပါတယ်။ချစ်စနိုးနဲ့ဦးလေးလို့တပည့်တွေကခေါ်ကြတဲ့တေးရေးဆရာ KD ကတော့ပြိုင်ပွဲဝင်တွေအတွက်အမြဲချိန်ပေးကဂီတနဲ့ပတ်သက်တဲ့ပညာတွေကိုစေနာအပြည့်နဲ့သင်ကြားပေးခဲ့ပါတယ်။သူလေးလာသင်ကြားပေးလိုက်တဲ့ကျယ်ပွန်လေးတွေဟာလက်ရှိအချိန်မှာပြိသက်အားပေးခြင်းကမှုကိုရရှိထားခဲ့ကြတဲ့ ဂီတာအနုပညာရှင်တွေဖြစ်အစွမ်းကုန်လင်းလက်တောက်ပနေကြတာကိုလည်းပရိသတ်ကြီးတွေ့မြင်ရမှာပါဂီတာခီးလန်းကိုအတူတကွရှောက်လန်းခဲ့တဲ့တငယ်ချင်းညီကိုတွေဖြစ်ခဲ့ကြတဲ့ KAD နဲ့လေးပြူဟာမူပိုင်ခွင့်ကိစ္စနဲ့ပတ်သက်ပြီးပရိပကကိစ္စတွေရှိခဲ့တာကြောင့်လက်တွဲဖြုတ်ခဲ့ကြအောင်ကောလာဟာလာတဲ့များလည်းထွက်ပေါ်ခဲ့မှုပါတယ်ရန်ကုန်မြို့မင်္ဂလာတောင်ကျွမြို့နယ်ကံတော်လေး88လမ်းအမှတ်44လေးလောက်မှာနေထိုင်ခဲ့တဲ့မုံရွာမြို့ဇာတိတေးရေးစရာ KAD ဟာ2023ခုနှစ်ဇွန်လ1ရက်နေ့ညနေ3:00အချိန်မှာ နှလုံးရောဂါနဲ့ရှင်စောဘူးဆေးရုံမှာကွယ်လွန်ခဲ့ပြီးတော့ရေဝေးတုတ်တံမှာတကြွခဲ့ပါတယ်။ကွယ်လွန်ချိန်မှာအသက်၄၈နှစ်ရှိနေပြီဖြစ်ပြီးတော့ချစ်စနီးလေးမချမ်းအီမွန်နဲ့လက်ထပ်ထားတာ6လပဲရှိပါသေးတယ်။တကယ်ကိုစိတ်မကောင်းစရာပါ။မကွယ်လွန်ခင်က KAD ဟာနှလုံးမှာပြွန်တစ်ချောင်းအစားထိုးကုသခဲ့ရဘူးသူဖြစ်ပြီးတော့လွန်ခဲ့တဲ့၁၀နှစ်လောက်ကလေးကနှလုံးရောဂါဝေဒနာကိုခံစားနေရတဲ့သူလည်းဖြစ်ပါတယ်ခင်ဗျာ။ heart attack နှစ်ကြိမ်ရရှိခဲ့ပြီး SSC ဆေးရုံမှာတက်ရောက်ကုသခဲ့ရပြီးတော့ တတိယချိန်မှာဆေးရုံမှတ်မိပဲအသက်ဆုံးသွားခဲ့ရတာပဲဖြစ်ပါတယ်။ကွန်တီးယာကနေအစားပြုပြီးတော့နှလုံးအမောဖောက်ပြီးကွယ်လွန်ခဲ့တဲ့နာမည်ကြီးတေးစီယာ KAD ရဲ့စာပနာခီကိုအဆိုတော်လေးပြုပါဝင် အခြားနာမည်ကြီးအဆိုတော်များနဲ့ Melody War က KAD ရဲ့တပည့်တွေနဲ့ပရိသတ်တွေခမ်းမအပြည့်ရှံလိုက်လံပူဆောင်ပေးခဲ့ကြပါတယ်။မြမဂီတာလောကမှာအသေးခွဲသချင်းတွေအလွမ်းဆွေးသချင်းတွေနဲ့ပရိသတ်ရင်တွေကိုရောက်ရှိခဲ့တဲ့ကပြားစီယာကျွန်အောင်တဲ့တစ်ဖြစ်လေတေးစီယာ KAD ဖန်တီးခဲ့တဲ့သချင်းလေးတွေဟာ နားဆင်သူပရိသတ်တွေရဲ့ရင်ထဲကိုလက်ရှိချိန်ထိတိုင်ဆွဲထင်ကြံရည်နေစေဖြစ်ပြီးတော့နှလုံးသားထဲမှာဆက်လက်ညှိတွေနေအောင်မှအသေးချာပဲဖြစ်ပါရယ်ခင်ဗျာချိန်တိုင်းအားပေးနေတဲ့ Celodia Media စာဖတ်ပရိသတ်တွေကိုကျေးဇူးထူးပင်တင်ရှိပါရယ်နုပညာရှင်တွေရဲ့လက်တော်လောက်လှောင်မှုပုံရိပ်တွေတစ်ခေတ်တစ်ခါကနာမည်ကြီးခဲ့တဲ့ကန်တော်ဝင်အမှုပညာရှင်ကြီးများအဆိုတော်များနဲ့နေပယ်ဆောင်အလွာဆောင်ကအမှုပညာရှင်အသီးသီးတို့ရဲ့ဘဝအကြောင်းတွေကိုလေ့လာသိရှိရသလောက်ဖော်ပြပေးအောင်မှဖြစ်လို့ဆက်ဆက်ဆောင်ကြည့်ကြဖို့ဖိတ်ခေါ်အပ်ပါရယ်ခင်ဗျာ ားလုံးကိုကျေးဇူးများရှိတင်ပါတယ်ခင်ဗျမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ